လက္ခဏာမပြဘဲဖြစ်နေတဲ့နှလုံးသွေးကြောခြင်းဝေဒနာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလလီဖိရှ်ကနေပြီးတော့ကြိုဆိုပါရစ်ခြေထုပ်ပဝင်းကျင်မှာနှလုံးသွေးကြောပိတ်တဲ့ဝေဒနာကြောင့်အသက်ဆုံးပါသွားကြတဲ့သူတွေနဲ့ဒီဝေဒနာကြောင့်မောပန်းနွမ်းနယ်မှုတွေကို ခံစားနေကြတဲ့သူတွေကို တွေ့ဘူးကြမယ်လို့ထင်ပါတယ်ဒီတစ်ခါမှာတော့နှလုံးသွေးကြောပိတ်ယောဂါကဘာလဲဆိုတာကိုပြောပြပေးကြပါမယ် နှလုံးဆိုတာကတော့ခန္ဓာကိုယ်တစ်ခုလုံးသွေးလေပတ်စီးစင်းစေတဲ့သွေးညစ်ဆက်လို့ဆိုရမှာပါနှလုံးသွေးကြောပိတ်တယ်ဆိုတာကတော့နှလုံးကိုသွေးပေးတဲ့သွေးကြောတွေမှာအဆီဓာတ်တွေကိုလက်စထရောအကျွင်းကျန်တွေပိတ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါပဲဖြစ်ပါတယ်။သွေးလေပတ်မှုကျဆင်းလာတာကြောင့်နှလုံးသားအလုံးမလုံးနိုင်တော့ပဲနှလုံးအားနေခြင်းနှလုံးရုတ်တရက်ရက်ခြင်းတွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့သွေးတိုးယောဂါသွေးတွင်းကိုလက်စတရောများခြင်းနဲ့အဝလွန်ခြင်းတွေကြောင့်ဖြစ်စေတတ်ပါရင်ယောဂါလက္ခဏာရီအနေနဲ့ကတော့ရင်ဘက်ထဲမှာဖိထားသလိုတင်းကျပ်နေသလိုခံစားရတတ်ပါရင်ရင်ဘက်ကပူပြီးတော့လေးလံနေတတ်ပါရင်ပခုံးလက်မောင်းမေးရိုးတို့မှာပါပြင်းပြင်းထန်ထန်နာကျင်ခံစားရတတ်ပါရင်တခါတရံမှာရုတ်တရက်လှူရှာလိုက်ချိန်မှာအောင့်တက်တာမျိုးလည်းဖြစ်တတ်ပါရင်လှူရှာချိန်တိုင်းအသက်ရှူရခက်တာမောပန်းသလိုဖြစ်လာတာတွေနဲ့ပေါပေါပပလှူဆောင်ရတဲ့အလုပ်တွေမှာပါပင်ပန်းနေတဲ့ က်ပါတယ်။အဲဒီအချိန်မှာတော့ချွေးအလွန်ထွက်ခြင်းနဲ့ပြုတ်အန်ခြင်း၊သတိလစ်ခြင်းတွေကိုခံစားရစေနိုင်ပါတယ်။ဒါအပြင်ခန္ဓာကိုယ်အားမရှိတော့သလိုလည်းဖြစ်တတ်ပြန်ပါတယ်။ ယောဂဖြစ်ပွားနိုင်သူတွေအနေနဲ့အသက်40ကျော်သူများစီးကျိုးဖြစ်ပွားမှုသတ္တန်းရင့်နေသူများသွေးတိုးရှိသူများဆက်လက်သုံးသူများအနေထိုင်များသူတွေအနေနဲ့ကတော့သတိထားသင့်တာဖြစ်ပါတယ်နှလုံးသွေးကြောချင်းရှိမရှိကိုတော့ ECG ဆွဲပြီးတော့စစ်ဆေးစမ်းသပ်နိုင်ပါတယ်နှလုံးသွေးကြောချင်းယောဂဖြစ်တဲ့ဆိုရင်တော့ကယ်စီယမ်ပါဝင်မှုပမာဏကိုသိရှိစေဖို့နှလုံး CT ရိုက်ပြီးတော့စစ်ဆေးနိုင်ပါတယ်သွေးတွင်းကိုလက်စတရောကိုစစ်ဆေးပြီးတော့စီးကျိုသွေးကျိုစစ်ခြင်းတွေကိုလည်းလှုံ့ဆော်နိုင်ပါတယ် ဘာရီရှောင်းရမလဲဆိုရင်ဒရိဆန်အစီစားအုံးစီအနီရောင်အသားကျူးအနှစ်နိုးနဲ့ကစီတဲ့များတဲ့နိုးထွက်ပစ္စည်းတွေအချိုငံခဲ့တဲ့အစားအစာတွေကိုရှောင်ကျဉ်ရပါမယ်။ဆလိတောက်ချင်းကိုအထူးရှောင်ကျဉ်သင့်တယ်လို့တင်တင်များကြတဲ့ကိုလက်လုံရှာမှုလေးကျင့်ကံတွေကိုလှူဆောင်ပေးသင့်ပါတယ်။မလကာသည်ငကမောက်သည်လို့တတိဝလန်နေမကီဒေမီယာတီဟိုစိစားတဲ့အစီအစံအခွန်မာသည်တွေ ဟင်းသီးဟင်းရွက်တွေငါအမျိုးမျိုးအိုမီဂါ3စားတဲ့ဂျမိုင်းနဲ့ညီညွတ်တဲ့အစားအစာစီးပွားတွေကိုအ धिक အစားသုံးသင့်ပါတယ်နှလုံးသွေးကြောချင်းဝေဒနာတွေဖြစ်ပွားနေပြီဆိုရင်တော့သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီးတော့လိုအပ်တဲ့စီးပွားတွေကိုပုံမှန်တောက်သုံးပေးရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကအကျိုးတစုံတရာရှိရယ်ဆိုရင်တော့ like and share လေးနဲ့အားလုံးသိရအောင်အားပေးသွားပါအောင်ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကို 一直忙着呢，别说那家务事行。